ဘာသာအမွေကျွလင်းနိုင်ပါစေတော့လောဘရဲ့လက်အောက်မှာနေကြရတဲ့တတ္တဝါတွေကလောဘရဲ့အစာကို တွေ့တဲ့အခါမှာလောဘဟာပိုးပြီးတော့မဖြစ်လာတော့ကြီးလာတယ်။လာဘတက္ကာရတိလောကဆိုတော့လောဘရဲ့အစာပဲ။ပြောရရင်လောဘဟာမီးမီးတောက်ဆိုလို့ရှိရင်ဒီလာဘတက္ကာရတိလောကဟာ မီးစာ။မီးစာတွေထက်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 မယ်ဆိုရင် မီးတောက်ဟာပူပူပူပြီးတော့ ကြီးထွားလာစေအကြောင်းရှိတယ်ဒါကိုမြင်ဖို့လွယ်နော်အခုလည်းပဲဒီကပိလာယံလောဘမီးတော့ဟာကြီးထွားလာတယ်လူဟာလူချင်းမှုအားကြီးလာပြီဆိုလို့ရှိရင်ညာလည်းပဲကန့်သွားတတ်တဲ့သဘောရှိတယ်အစကနဦးသာသနာပေါင်းကိုဝင်လာတော့ကတော့မြင်မာတဲ့ရွယ်ချက်တွေနဲ့ဝင်လာတာပဲဒါပေမဲ့လက်လာပါနဲ့လည်းတွေ့လိုက်ရောစိတ်တက်တယ်ဟာမဖြစ်သွားတော့ပြောင်းလဲသွားတယ်စိတ်ကလည်းယုံရတာမဟုတ်ဘူးနော်ခဲရီကျတို့ရဲ့စိတ်ရဲ့နော်အနေထားက လောဘကောင်းဆောင်မှုနောက်မှာပဲလိုက်နေတာတကယ်တမ်းကဒါကိုလည်းမြင်ဖို့လိုတယ်ဟုတ်လားအဲ့ဒါနဲ့နောက်တော့သူကဒီလက်လာပါကိစ္စကိုပဲရှေ့တန်းတင်ဒီခုခေတ်လောကအနေနဲ့ပြောရရင်တော့အောင်မြင်မှုနောက်ကိုပဲလိုက်တယ်ပေါ့လူတွေကအောင်မြင်တယ်ဆိုတာဘာကိုကြည့်ပြီးတော့အောင်မြင်တယ်ပြောရတာတော့လူမဲ့တမ်းပဲလူတွေပေါ်တယ်ပိဿတွေဝိုင်းဝိုင်းလဲနေတယ်ဆိုဘာဖြစ်တယ်ပြောရအောင်မြင်တယ်ပြောတာနော်ဒီဘုန်းကြီးဘုန်းကြီးလိုက်တာဟုတ်လား ဟိုမှာဘုန်းကြီးကဘလို့ဖြစ်နေလဲတော့သူတို့မသိဘူးဟုတ်လားနော်အခုကပိလာဘလို့တွေဖြစ်နေအောင်ဆိုတော့စိတ်ဓာတ်တွေပြက်ပြားတယ်ဖောက်ပြန်တယ်နော်နောက်ဆုံးသူကဘလောက်ထိမှားယွင်းလာတော့ဆိုလို့ရှိရင်တရားသဘောကိုတရားသဘောမဟုတ်ဘူးလို့ပြောတယ်တရားသဘောမဟုတ်တာတွေကိုတရားသဘောလို့ပြောတယ်ဝီနီးကိုဝီနီးမဟုတ်ဝီနီးမဟုတ်တာဝီနီးအဲ့လိုမျိုးကြပြောင်းကြပြန်အကြောင်းမျိုးမျိုးကြောင့်သူ့ရဲ့စိတ်ကပေါက်ပြန်ပြောင်းလဲတဲ့အတွက်ကြောင့် မှားယွင်းမှုတွေကိုသူကကြီးကြီးမားမားလွန်ကျူးတယ်ဟုတ်လားပြောရရင်မြတ်စွာဘုရားရဲ့အစုံမှမြတ်စွာဘုရားရဲ့သာသနာကိုသူကအများကြီးဖြစ်စီအစတော့ဒါကိုနားလည်အောင်သူသင်ယူခဲ့တာပဲဒါကိုအများကြီးသူဖြန့်ခဲ့တာပဲနောက်ပိုင်းကျတော့လက်လာဘာနဲ့လောဘနဲ့ပေါင်းပြီးတော့သူ့ရဲ့စိတ်ကိုဖျက်ဆီးလိုက်တဲ့အခါမှာသူကဖြစ်သွားတော့ပျက်စီးတယ်ပေါ့ပျက်စီးတယ်ဆိုတာမှားကုန်တာကိုပြောတာ ဟုတ်လားမှန်မှန်ကြီးတိတိနဲ့လည်းပဲလှုပ်ချင်ရင်ဆွလှုပ်တာပဲနော်စိတ်ရဲ့တဘာဝတခါတလေဘရိတ်အုပ်လို့မရတတ်ဘူးဟုတ်လားရင်များရင်နိုင်မိများမိနိုင်သဘောမျိုးပေါ့အဲ့လိုမျိုးမှားယွင်းမှုတွေကြီးမားလာတဲ့အခါမှာနောင်တော်ကြီးဖြစ်တဲ့တာဂရကတိတယ်သူ့ရဲ့ဒီတန်ခါပေါ်မှာသူ့ရဲ့အပုံနဲ့နေရာအများကြီးထွက်နေတယ်ဆိုတာတိတယ်တိတဲ့အတွက်ကြောင့်မင်းအဲ့လိုမလုံးနဲ့ကိုကိုကိုဒုက္ခရောက်အောင်မလုံးနဲ့ ဆုံးမနားမထောင်နှစ်ခါဆုံးမတယ်မရဘူးသုံးခါဆုံးမတယ်မရဘူးမရတော့ဒီအကိုကြီးကရန်တာဖြစ်ပြီဆိုတော့ဟိုဒေါသတော့ပဲဖြစ်ပါမလို့ဒါပေမဲ့သူ့စိတ်ထဲမှာဘလို့သဘောထားလိုက်တော့ဘလို့ပြောလိုက်တော့ဆိုတော့ကိုင်းမင်းအလုံးနဲ့မင်းထင်ရှားလိမ့်မယ်တဲ့ဇာတဲ့အလိုလေးရေးထားဟုတ်လားကို့အလုံးနဲ့ကိုထင်ရှားလိမ့်မယ်ကိုဘာဖြစ်လာမလဲစကလုံးလေးတွေကတချို့ကလေးတွေကခံစားလို့ကောင်းတယ်နော် ကိုယ့်အလုပ်နဲ့ကိုပါတယ်ထင်ရှားလိမ့်မယ်တဲ့တစ်ချိန်မှာဘလို့ဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ပေါ့ဟုတ်လားထင်ရှားလာနော်ကောင်းရင်လည်းကောင်းကျိုးကထင်ရှားလာတယ်ဆိုးရင်လည်းဆိုးကျိုးကထင်ရှားလာတယ်မင်းလုံးနဲ့မင်းထင်ရှားလာလိမ့်မယ်ဘာမှမပြောတော့ဘူးအဲ့ဒီမှာဒီသူတို့ညီကိုနှစ်ယောက်မှာနော်မေတော်တာရိနီဆိုတာရှိတယ်အဲနှစ်မတစ်ယောက်လည်းရှိတယ်တပနာတဲ့အဲ့ဒီအမေနဲ့နှစ်မနဲ့က ตาจีဖြစ်တဲ့ရှင်သာကရရဲ့နောက်ကိုမလိုက်ဘူးဟုတ်လားညီငယ်ဖြစ်တဲ့ကပိလယဟန်ရဲ့နောက်ကိုလိုက်တယ်သူတို့ကလည်းပဲလောဘကြီးကြတဲ့ပုံကိုယ်တွေဖြစ်ဟုတ်လားအဲ့တော့သူတို့ပါရောပြီးတော့မဖြစ်တော့မှားကြတာပေါ့เนาะအဲ့ဒီလိုအမှားယွင်းအလွန်ကြီးခဲ့တဲ့အတွက်ကြောင့်သူတို့အကြောင်းပြုပြီးတော့မြတ်စွာဘုရားကသုတ္တနိဗ္ဗပါဠိတော်ထဲမှာဓမ္မစရိယသုတ္တန်ဆိုပြီးတော့ဟောတရားရှိတယ်ဟောယဟန်ဘဝဆိုတာ နော်တန်ရှင်းအောင်မလုပ်ဘူးတန်ရှင်းမှုစိတ်တန်ရှင်းမှုအတွက်ဥမတည်ဘူးဆိုလို့ရှိရင်အများကြီးညစ်ထေးလာနိုင်တယ်နှစ်ပေါင်းများစွာတုံးထားတဲ့မစင်တွင်းကြီးလို့ဆေးကြောဖို့တောင်ခက်သွားနိုင်တယ်အဲ့လိုဟောတာရှိသူတို့ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာမေကြီးရဲ့ညီမလေးရဲ့ကပိလာရဟန်းရဲ့တည်တဲ့အခါကျတော့ဘယ်ရောက်ကြတော့ဆိုတော့အဝီရှိကိုရောက်ကြတယ်တဲ့ အဲ့ဒါဝီဇင်ငရေကလွတ်လာတဲ့ဘယ်ရောက်တော့ဆိုအခုရွှေရောင်တောက်နေတဲ့ငါးကြီးဖြစ်တယ်အဲ့ဒါငါးကြီးကဒီဇင်တွန်းကြောင်းနဲ့ရောက်တဲ့အခါမှာပါဇက်ကိုဟလိုက်တယ်တကြောင်းလုံးကိုတခါတဲ့အနံ့စိုးတွေလွှမ်းသွားတာ ပုပ်စော်တွေနံသွားတာအံ့ဩရတဲ့လူတွေကအော်လှတာလှတာပုတ်လိုက်တာလေလွန်လို့ပါလားလှတော့လှတယ်နော်ဒါပေမဲ့ဘလို့ဖြစ်နေတော့ပုတ်တယ်တဲ့ ဘာလို့လှရတာတော့ဘာလို့ပုတ်ရတာတော့မြတ်စွာဘုရားပြိတ္တတော်တွေကိုအစာပိုင်းကသူအများကြီးသင်ယူခဲ့တယ်ပို့ချခဲ့တယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့ခန္ဓာကိုယ်ဟာရွှေရောင်တောက်တာအဲ့ဒီအကျိုးဆက်ကလေးတဲ့ပုတ်တာဘာလို့ပုတ်တာတော့ဆိုတော့နောက်ပိုင်းကျတော့သူကဘာဖြစ်တော့ရှေ့တက်တွေကပုတ်ကုန်တယ်လောဘနဲ့ပုတ်တယ်လောဘအာကြီးလာလို့ရှိရင်စိတ်တိုင်းမကြမှုဒေါသတွေကလည်းအာကြီးလာတယ်မြဲပဲဟုတ်လားအဲ့ဒီလောဘဒေါသတွေကစိတ်ရဲ့အပုဒ္ဒတ်တွေလို့မဆိုနိုင်ဘူးလား ်ဆိုလဲနော်အဲ့ဒီစိတ်ရဲ့အပုဒ္ဓတ္တိရဲ့စွမ်းအားတ္တိကြောင့်ငါးကြီးကပါစပ်ဟားလိုက်တာဟုတ်တယ်အဲ့ဒါနဲ့မြတ်စွာဘုရားလူအပေါင်းတွေကိုယုံကြည်မှုရဖို့တနည်းအားဖြင့်ထိတ်လန့်မှုတန်ဝေကရဖို့အတွက်အဲ့ဒီငါးကြီးကိုသင်ကဘသူတော်လို့မေးတယ်တဲ့ကောသလမင်းကြီးရဲ့ရှေ့တယ်မေးတာနော်ပိဋကတ်တွေလည်းအများကြီးရှိတယ်ဒါထူးဆန်းတဲ့ဖြစ်ရပ်ကိုအခြေခံပြီးတော့လူတွေလည်းစုမိနေတဲ့အနေအထားမျိုးလေးဟုတ်လားခြေတုံအကြောင်းထဲမှာပိဋကတ်ကအကြီးကြီးဖြစ်နေတာ အဲ့ဒါမြတ်စွာဘုရားအဲ့ဒီကပိလ၅ကြီးကိုသင်ရဘယ်သူတုံးလို့မေးတော့အာကတ္တပမြတ်စွာဘုရားလက်ထက်ကကပိလယဟန်ပါလို့ပြောတယ်တဲ့အဲ့ဒီ၅ကြီးကဟုတ်လားအခုသင်ရဘယ်ကလာတာတုံးဆိုတော့အဝီကြီးကလာတာပါလို့ပြောတယ်တဲ့တဲ့အမေနဲ့တင့်ညီမကိုဘယ်မှာတုံးလို့မေးတော့အဝီကြီးမှာပဲရှိပါတယ်လို့ပြောတယ်တဲ့မနေ့ကဘဝတွေတဘဝပြီးတဘဝဖြစ်ရတဲ့အကြောင်းတွေနဲ့ဆက်ဆက်ပြီးတော့နားထောင်ကြည့်နော်ဟုတ်လား ဘဝတန်တရားဆိုတာကသိရင်သိသလောက်ကြောက်เสียရှိတယ်ကျွတ်တို့မှာအဲ့ဒီကြောက်တဲ့စိတ်ကသိပြီးတော့မရှိဘူးဘာလို့မကြောက်တာလို့ထင်တော့မတိလို့မကြောက်တာဟုတ်လားမတိမှုကဘုံဘုံတို့ကိုကြောက်ရွံ့မှုကိုမဖြစ်စေဘူးဒါကြီးကဒီလောက်ဆိုးတယ်ဆိုတာသိမှမသိတာပေါ့ဟုတ်လားအခုပြောပြီနော်မေရင်နဲ့ညီမနဲ့ကလည်းဘယ်မှာလဲတော့ဦးကြီးမှာပဲတဲ့ အခုတင်ကဒီကနေပြီးတော့တေးရင်ကိုဘယ်ရောက်မှာတော့ဘယ်သွားမှာတော့လို့မေးတယ်မြတ်စွာဘုရားမေးတော့ကုငါးဘဝတေးရင်လည်းပဲအဝိဇ္ဇိပဲပြန်သွားမှာပါလို့ပြောတယ်တဲ့ကြောက်စရာကြီးနော်သူဘလောက်ထိသူ့ရဲ့အမားတွေကြီးမားသလဲဆိုတာခံမှန်းကြည့်ပေါ့နော်ယဟန်ဘဝနဲ့စုဆောင်းခဲ့တာနော်အဲ့ဒီအမားတွေပေါ့ဟုတ်လားအဲ့ဒါလို့လည်းပြောပြီးရောအော်ငါ့ရဲ့အကြောင်းကို ။ငါဖျားမှုရှိတဲ့ဒီလူတွေဒီပေးသက်တွေအကုန်လုံးတိကုန်ပြီ။စိတ်မချမ်းသာဘူးတဲ့ငါကြီးက။အဲ့ဒါနဲ့သူ့ရဲ့ခေါင်းနဲ့အဲ့ဒီလှေရဲ့ဇောင်းကိုသူ့အတူပဲရိုက်ပြီးတော့ထေလိုက်တယ်တဲ့ကဲ။ရိုက်ပစ်လိုက်တာ။